်အားလုံးမင်္ဂလာပါဒီနေ့ဒီရက်ဒီမဲ့ခြင်းငန်းကြတာတော့ခန်း3ဒီခြင်းငန်းသုံးသမလေးကနံပါတ်1ကနေ9ဒီပဲဖြစ်ပါတယ်နံပါတ်1မှာစအပါလို့ရှိမှာရအပိုင်းလေးနေကိုစားလာတယ်နော်အပိုင်းလေးကိုစားမှာအဲစမတော့ပိုင်း2.5နဲ့နိုင်နိုင်2.5ကိုနိုင်နိုင်တက်နေစားလို့နော်စားတဲ့ခါမှာစမဘာလို့ရတဲ့စဉ်အစားကိုအမြောက်ကြမ်းရတယ်အစားကိုမြန်မြန်တဲ့ခါမှာစမတော့နောက်ကိုရောင်းမြန်နေရမယ်အဲဒါနိုင်နိုင်တက်အားတန်းနိုင်နိုင်ဖြစ်တော့ ဒါဒီဘာနဲ့ဘာနဲ့ချိန်လို့ရရဲဆိုရင်ဘိုင်းချိန်နဲ့ဘိုင်းဝင်ချိန်လို့ရရဲနော်အဲ့ဒါဆိုရင်တစ်ဆယ်ကဘိုင်းဝင်ငါးကဘိုင်းချိန်ဆိုငါးတက်လို့ငါးငါးနဲ့တက်ဆိုဒါပေမဲ့ဘိုင်းချိန်မှာ4ပဲတင်တယ်ဘိုင်းဝင်မှာက4တင်တယ်နော်ရအောင်အဖြေက4ဘိုင်းနိုင်ရပါတယ်နောက်ခါဝင်ပါ1 3 4ဘိုင်းနဲ့ဘိုင်း1 1ဘိုင်းနော်ဒီလေးပိုင်းတော့မဟုတ်တိနှစ်ပါးတစ်ပါးနဲ့ကျတော့ဘယ်တော့မှမစားပြရမှာ။စားပြရကမှသူကကိန်းရုံးနဲ့ပြရတယ်ဆိုတော့ပတ်ကိန်းရုံးကိုပန်းကိန်းရုံးကိုပန်းကိန်းလို့ခွင့်နော်။ ဒီလေးဆက်ပါပလေးကြိုင်လေး300ပေါင်းတော့ခုနကဆက်ပန်းပန်ထိုးရတယ်။နှစ်ကြိုင်နေတိကျပေါင်းတော့300ဒီပန်းထိုးရတယ်။အဲ့လိုပြောင်းလို့မှကျွန်တော်အစားအောင်မြောက်ပေါ့နော်။အစားအောင်ပြောင်းလိုက်တာမှ3ပန်းထိုးရတယ်မြင်တယ်နော်3ပန်းထိုးရတယ်နော်။ဒီကျွန်တော်ခြေလို့ရတာကနှစ်ကြိုင်လေးနေပဲခြေလို့ရတယ်နှစ်ကြိုင်လေးနှစ်ကြိုင်လေး။ခုနက300အားခြေလို့နေတယ်နော်။ကျွန်တော်ပိုင်းဝေရကြတော့ခုနကြည့်ပြီးတော့ပိုင်းကြည့်ကြတော့300လေး6 300လေးနဲ့ကြတော့ဘယ်လိုလုပ်ရလဲခင်ဗျာ300လေး6 ။ဒါပေမဲ့ပိုင်းဝေရပိုင်းနေတဲ့ဒီနေရာကြည့်တယ်ကျွန်တော်ခုနှစ်ကိုထောင်းနေစားမယ်။ထောက်တယ်လေ6ဆိုတော့ခုနှစ်ရချင်းဆိုတော့တစ်ကျင်တယ်။ကျန်တဲ့တစ်ကိုကျွန်တော်ကအချင်းတစ်ကိုပိုင်းဝေမှာယူမယ်။ဒါတူ1 1 6ဆိုပြီးတော့ပြန်ရမယ်။ဟုတ်ကဲ့နံပါတ်ကငယ်ပါ21 3/7 18 3/8ဆိုလို့။ဒါပေမဲ့ကျွန်တော်ကအရင်ဆုံးကတိုင်းပဲအစားဟိုပါလေ။ကင်းရော်တွေကိုပိုင်းရင်းလုပ်ပြန်တယ်။ဒါတက်ခုနလေးရ27ခုနလေးက149 သုံးနှစ်ပေါင်းတော့150ဖြစ်ရှိလေးလီက80နှစ်သုံးနှစ်ပေါင်းတော့90နော်အဲ့တော့ကျွန်တော်အစားအုံများပြောမယ်75 by 4က4 by 75ဖြစ်ပါတယ်ဒါကြောင့်85နဲ့150နဲ့အခြေလေးရတယ်85တက်85 85နဲ့လေးပြရတယ်ဒီပိုင်းပိုင်းဝီမှာကခုနှစ်ပဲတင်တယ်ပိုင်းကြီးမှာကနည်းနည်းလေးရရှိဒီပိုင်းဝီကပိုင်းကြီးတဲ့များနေဆိုကျွန်တော်ကြဲထားလို့မရဘူးကင်းရော့ဖွဲ့ပေးရပါမယ်ကင်းရော့ဖွဲ့ရတဲ့ကကျွန်တော်က ိုင်းဝေကိုပိုင်းကြည့်နေတာရှစ်ကိုခုနဲ့ကျော်တော့မှအင်းတယ်လေခင်ဗျာရှစ်ရက်ခုနဲ့တော့တစ်ကျင်နေတစ်ကိုကျင်းကျင်းကျင်းနေတစ်ကိုပိုင်းဝေမှရေးလို့ဆိုတော့117ရရှိပါတယ်ဘုရားနမကကြည့်ပါဘုရားလည်းဒီမှာကိန်းရောပဲပေးရတယ်ကိန်းရောဆိုတာအပိုင်းကြီးတူပေါ့နော်ပိုင်းကြီးရံဆိုတယ်ဒီကမှာစီလေးလီကကျွန်တော်90နှစ်ပေါ့နော်73နှစ်ပေါင်းတော့80နှစ် ဒီနေရာဆက်ရတဲ့နေပါတော့လို့ဆက်နေတယ်။ဒီစမောအစားကိုကမ်းမြင်နေတော့35 by 12က12 by 25ဖြစ်တယ်နော်။ဒါပဲကိုကမ်းမြင်နေလိုက်တယ်။လှန်ပြီးတဲ့ခါမှာကျွန်တော်ကျင်းမရဘူး။ဘာလို့ပါလဲကျင်းမရဆိုရင်နော်85နဲ့နဲ့ဆိုကျွန်တော်85နဲ့9နဲ့ကျင်း။ဒီငါး95 59နဲ့85။ဒီ session နဲ့စနစ်ကိုကြာကျွန်တော်6နဲ့ကျင်းမရတယ်။7 38 6နဲ့ပြီး10နဲ့။ဒါပေမဲ့ပိုင်းဝင်မှာက16နဲ့34 ဘိုင်းချိန်မှာက35နဲ့ကျင်တော့ဘုံကလည်း30နဲ့ဟုတ်ကဲ့ဘိုင်းဝေရ16မိနစ်ပြောတာ30နဲ့ဒီဘိုင်းဝေရဘိုင်းချိန်တည်းကြီးနေရပြီလေ34ကိုကျွန်တော်15နဲ့စားတဲ့ခါမှာ15နဲ့လေးက3ချိန်34နဲ့30နဲ့တော့လေးချိန်တယ်ဒီနေ့အကျဉ်းလေးကိုဘိုင်းဝေမှာယူမယ်ဘိုင်းချိန်မှာ35နဲ့35နဲ့ဒီနံပါတ်ကကြီးက24 14ဆိုပြီးတော့ရရှိပါတယ်ဒီကနံပါတ်2ပါအောက်ပေါ်ပြက်ချက်များတွင်နဲ့စတားပြတာရောနေရာ9နဲ့ plus minus ဟော multiple တခိုင်းတည်းတင်နေတာတော့မှသိနေတော့တော့တင်နေတာပြင်စားလို့ပြပါမယ်။အပေါင်းအနှုံးမြောက်စားစီတော့သိလို့စားတင်နေတာပြင်စားလို့ပြပါမယ်နော်။မက်ကကြီးကတော့1 by 3 star 1 by 3ရွေးတူပါတဲ့။ဆောက်ပိုင်းစီရတဲ့။ဆောက်ပိုင်းစီရဘူးစုကိုရင်းနဲ့1 by 3နဲ့1 by 2ကိုရွေးတယ်။ဘာလို့လဲဆောက်ပိုင်းစီရမှာလဲ။သူကအဖြေလိုက်တယ်အဖြေကပေါင်းအောင်နော်။ပေါင်းအောင်ဒီအရည်ကြီးကိုပေါင်းနေတဲ့ခါမှာ5 by 3ရလာတယ်ဖြစ်ချင်တယ်။ဒီဘိုင်းကြီးတွေကိုပေါင်းမှန်းလို့မဆိုဘိုင်းကြီးကြီးရတယ် လုံးနဲ့နဲ့တို့ရဲ့ငွေသုံးပုံစံတို့ပြင်6ပြည့်တဲ့ပဲဆိုတော့3ဝင်6ပြည့်အောင်နှစ်နဲ့မြောက်မယ်ဘိုင်းဝယ်လည်းနှစ်နဲ့မြောက်မယ်နှစ်ကိုလည်း6ပြည့်အောင်3နဲ့မြောက်မယ်ဘိုင်းဝယ်လည်း3နဲ့မြောက်မယ်ဒါပြီးလုံးနဲ့လေး6နှစ်သုံးလေး6ဘိုင်းဝယ်ရတာ6ပြည့်တယ်ဟုတ်တယ်ဒီလိုက်ပြပိုင်ရတယ်ဒါဘိုင်းကြီးစစ်ကမြောင်သွားပြီအရှိရကလေးကနှစ်တရီနေနောက်ပါကကျင်းရ3တရီပေါ့နှစ်နဲ့3နဲ့ပေါင်းတဲ့ခါမှာဆိုတော့900ရတယ်ဒါလို့ရှိတယ်မြောင်သွားပြီဒါကြောင့်မူလက္ခဏာကပေါင်းလက္ခဏာတွေရတယ်နောက်ကနံပါတ်ခါဝေး3 by 4 not star 2 by 5 equal to 7 by 20 ဒီဒီဆက်မမန်တွင်လေးရအောင်ဘို့ဒီနှစ်ခုကိုကားလုပ်နေတယ်။ဒါကျတော့အနုံးလက္ခဏာတက်လိုက်ပြီ။ဒါပြန်မှန်လားမှန်လားဆိုပြန်ပြီးကြည့်လိုက်မယ်နော်။ဘိုင်းရည်ညိမယ်ပေါ့။နှုတ်မှာဘိုင်းရည်အပိုင်းရည်ကိုပေါင်းမှန်လို့ဆိုရင်လက္ခဏာကဘိုင်းရည်ညိရတော့ဘိုင်းရည်၄နဲ့၅နဲ့ရဲ့ဒီလိုမစားလို့ရ20ပြည့်တယ်20ပြည့်အောင်လို့၄ကို၅နဲ့မရ၅ကို၄နဲ့။ပုံလဲနော်ဘိုင်းရည်ကို၅နဲ့မရဘိုင်းကို၄နဲ့မရဘိုင်းရည်၄နဲ့မရဘိုင်းကို၄နဲ့မရ။ဒါတော့ဒီ၅ကို20ဆိုတော့ဘိုင်းရည်က20ရမှန်သွားပြီ။ ဘိုင်းဝေကိုကြည့်မယ်ဘိုင်းဝေက9315 4နဲ့လေးရှိ15ရက်ကရှင်းလို့ရခုနှစ်ရက်ဒါကြတယ်မှန်သွားပြီနော်နောက်ခဏအမှုပြရမယ်အဲ့တော့နံပါတ်ကားငယ်5 by 6เนาะ star 9 by 20 equal to 3 by 8ဒီမှာဘာလို့လို့ရှိရင်အဲ့ဒီဖြေရတာလဲဆိုစားရင်ပေါ့နော်အဲ့ညောင်ရအဲ့ဒီဖြေရရဲ့ဟုတ်ပြီတော်တော်တခါတည်းတော့ရပြီဆိုတော့နောက်ပြန်နေပါမြင်နေကြာဒီအဲ့ဒီဖြေမှန်လားမလားစစ်ကြည့်မယ်ဘောအရင်ဆုံးဗာနဲ့ဗာနဲ့ချိန်ရဲ့ချိန်9:20နဲ့ချိန်9:00နဲ့9:00 ခြားနောက်ကိုနေကိုလည်းသုံးနယ်လေးခြားသုံးသုံးနေကိုဆိုလို့ချိန်ရတယ်။အဲဒီပိုင်းကြီးမှာကနှစ်လေးလေးရှိကျင်တယ်ပိုင်းဝီမှာကသုံးကျင်တယ်ပြပြလိုက်ရပြီ။ဒါကြောင့်လို့ဒီမှာလက္ခဏာအများကမှန်ပါတယ်။ဟုတ်ကနမကငယ်နမကကြီးဖပိုင်စင်းနဲ့ဖပိုင်စင်းကိုဘာလို့လို့ရှိရင်ဝမ်းရတာလဲ။ဟုတ်နော်။ဖပိုင်စင်းနဲ့ဖပိုင်စင်းဘာလို့လို့ရှိရင်ဝမ်းမရ။နှုတ်ဝင်လည်းဝမ်းမရ။ဟုတ်နော်။ဖပိုင်စင်းကဖပိုင်စင်းကိုဒီလိုပဲရမှာလို့ဝမ်းမရ။အမြောက်မှာဆိုလို့ရှိရင်လေခြေလို့ရတဲ့ဝမ်းမရဒါဆိုစမောက်စားမှာ။ ဟုတ်ပြီနော်ဘာဘာရှင်နဲ့ဘာဘာရှင်နဲ့စားရုံပဲရတယ်ဒါဒါကိုတွေ့ကြည့်မယ်အဲ့ဒီအစားအုံစမောအမြပြောလိုက်တယ်ပြောတဲ့ကံမှာနောက်တော့ဘာဘာရှင်ကစိတ်ပိုင်ပိုင်ယူသွားမယ်အစီဘာနဲ့ဘာနဲ့ကြည့်ပြီးဆို final final နဲ့ကြည့်ပြီးစင်းနဲ့စင်းနဲ့လည်းကြည့်နော်ဟုတ်ပြီအကုန်ကြည့်ရအောင်ဆိုဘာလို့ကြည့်ရမလဲမသိဘူးအဲ့ဒါအစားအမှန်နော်အမြဆိုရင်တော့မမြအောင်အစားမှမမြအောင်နော်အဲ့မှာနောက်ပိုင်းပြောင်းပြန်လည်မှာဒီလိုရမှာနော်နောက်ကနံပါတ်9 9 by 10နဲ့3 by 5เนาะအဲ့ဒါကားတဲ့3 by 2ရတယ်ဘာလို့ဝင်လဲဆိုတော့ နော်ခုနတိုင်းပဲစားကြည့်ရမယ်အစားကြီးလိုက်မယ်ဒါပေမဲ့ဒီစားအမှန်လားမလားသိချင်လို့ရှိရင်ဆိုတော့ပြတ်ကြည့်မယ်အမြောက်ပြောင်းနေတယ်ပြောင်းပြီးတော့နော်ဒီပိုင်ခါလာခါလာကြည့်ဖြစ်တယ်လို့ဒါပေမဲ့ခြေလို့ရတယ်နော်သုံးတွေသုံးသုံးတွေကိုငါးတည်းငါးငါးနိုင်ရစေဒါဆိုရင်ဘိုင်းချင်မှာက2ဘိုင်းချင်မှာ3ဆိုတော့ကျွန်မဒီမန်ကြီးရဲ့လက်ရဘက်မှာပြလိုက်ရပြီးပိုင်းဒူးနေအဖြေနဲ့ဒူရအောင်ဒါပေမဲ့ဒါမှန်သွားရင်နော်သူကအစားကလေးရမှာနော်အမြောက်ပြောင်းမထင်အစားအုပ်ထည့်ပြီးတော့မှဆိုတော့အမြောက်ပြောင်းမှဆိုတော့ပြောင်းမြင်လဲမျိုးအခြေလို့ရတယ် ဘယ်လိုနံပါတ်စလုံး4 7 4 0 0ရရဲ့ဆိုတော့ဒီမှာခုန5 7 5 7က1ရရဲ့ဆိုရင်ဒါမဟုတ်ဘူးဟိုကနှုတ်တာမဟုတ်ဘူးဒါပေမဲ့4 9တဲ့4 7နဲ့4 7ဆိုတော့ဒီမှာ0ရရဲ့ဒါတော့ဆင်ဘူးနော်1နဲ့1တော့0ရရဲ့ဆိုတော့4 7 4 7ပဲချင်းချင်းနှုတ်လို့ရှိရင်0ရရဲ့နော်ဒါနဲ့မျိုးကနံပါတ်3က5ဒီရဲ့30ရဲ့ညီစီပိုင်းဖြစ်တယ်ညီရဲ့အဲ့ဒါနော်ဘယ်စီပိုင်းလဲသိချင်လို့ရှိရင်ဒီမှာ5နဲ့30နဲ့နော် ဒီလိုအောင်မှာရေးမဲ့ဖိုက်ကိုပေါ်မှာရေးမှာဒါဆို9တက်လည်း9 6လည်းဆိုချိန်တိုင်းရေးချိန်ဝမ်းမိုင်းစီးတယ်ဒါဆိုရင်9က30ရဲ့ဝမ်းမိုင်း6ဘန်းတစ်ဘန်းဖြစ်တယ်เนาะဘယ်ဆေးဘန်းလဲဆို6ဘန်းတစ်ဘန်းဖြစ်တယ်တို့ကနမခါဝေဝမ်းမိုင်းလူဒီစီးမီလီဆေးဘန်းဖြစ်တယ်လို့ဆိုတော့ဝမ်းမိုင်းလူဆိုတော့ဆင့်နေစားကြည့်တယ်เนาะခုနတိုင်းပဲစစ်ကိုပိုင်းရေးမှာဒါပဲဝမ်းမိုင်းလူကိုပိုင်းဝင်မှာဖြစ်တယ်ဟုတ်နော်ထားပြီးတော့ကမှဝမ်းမလူရမ်းပြည်ရင်လည်း6 scale အောက်မှာဝမ်းရှိတယ်။စားရပြည်တော့စားအောင်ပြောရရင်တော့ ဟိုကစစ်ပိုင်ဝဲကဘာမှစစ်ဖြစ်တာမယ်။ဒါပေမဲ့သူကပိုင်းကြီးချင်းချင်းနော်ပိုင်းဝေချင်းချင်းမြောက်မှာပဲရတယ်ခြေလို့မြောက်တယ်တစ်တက်လေးရာတစ်တစ်စနစ်လေးရာစနစ်ပေါ့နော်။ဆက်ပါတယ်။အဲဒါမျိုးဝမ်မန်ဒူကဝမ်မန်ဒူဒီစီရဲ့စနစ်ပိုင်းတစ်ပိုင်းဖြစ်တယ်လို့ယူနိုင်ရပါဘူး။အခုကနံပါတ်၄အောက်ပါလို့ရှိမှာတဲ့။တနာယီ၄ပုံတော့နော်အဲ့ဒါတနာယီမှာဆက်တော့60မိနစ်ရှိတယ်။နာယီ၄ပုံတော့ဆိုတာ60မိနစ်ရဲ့၄ပုံတော့ ဒီ60ဟိုစင်ကတော့၄နဲ့ပါလို့လေးရတယ်စားလို့ရတယ်ကြီးလို့ရတယ်နော်၄နဲ့60ပဲလေးချက်လေး45လေးချက်45တက်45ဖြစ်တယ်ရယ်ဆိုတော့ဒီနာရီ၄ဘတ်ဒီဘတ်ဆိုတာက55မိနစ်ဖြစ်သွားတယ်ဟောနမခဝေးနောက်မှတစ်ခုကြီး5ဘိုင်း၄ဘိုင်းဒီနောက်မှတစ်ခုဆိုတာဆိုတော့60ဒီဂရီရပါတယ်ဒါဆိုနောက်မှတစ်ခုကြီး၄ဘတ်ဒီဘတ်ဆိုတော့60ဒီဂရီအမြောက်နော်ဒီမှာလဲ5ဘိုင်း၄ဘိုင်းနော်ဒါဆိုဒီဆိုတော့9နဲ့60လေးကိုကြီးလို့ရတယ် ငါတလေးက98လေးရ90ဒီ78လေးနဲ့ညတဲ့ခါမှာ78လေးလေးရ80ဒီဂရီတာဒါမှမဟုတ်ရဲ9ပုံလေးပုံက80ဒီဂရီဖြစ်ပါတယ်အခုကနံပါတ်ကားနေပါ982ကျဲ့ကြီး4ဘိုင်း5ဘိုင်းအဲဒီဒီမှာ982အမြောက်အမြောက်4ဘိုင်း5ဘိုင်းလေးရေးမယ်982ကိုကျွန်တော်လေးနဲ့ထားတဲ့ခါမှာလေးနဲ့ထားတော့ပျက်ဘူးနော်ဒီကြတော့ကျွန်တော်982ပိုင်းဝင်ချင်းညောက်မှာ982နဲ့9နဲ့တက်ခါမှာ390ရတယ်။အဲ့တော့ကျွန်တော်လေးနဲ့စားမယ်။ ားတဲ့ခါမှာဘလောက်ရတဲ့ချိန်ကို990ခုနှစ်ပိုင်းနှစ်ပိုင်းရရတယ်။အဲ့ဒီမှာတစ်ချက်ကြီးနှစ်ပိုင်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 းဆိုတာတဝက်တစ်ချက်မှပြတိရရှိတယ်။တဝက်ဆိုတော့90ပဲ။အဲ့ဒီ990ချက်နဲ့90ချက်ရရှိပါတယ်။နောက်တစ်ခုကနံပါတ်5ပါ။ဝမ်မန်ဒူးနဲ့ဝမ်မန်ဒူးတို့ရဲ့ပေါင်းလက်ကို၎င်းတို့ရဲ့နှုတ်လက်ဖြင့်စားပါ။ဒါကြောင့်ကျွန်တော်တို့ကဝမ်မန်ဒူးနဲ့ဝမ်မန်ဒူးတို့ကိုပေါင်းမယ်။ကျောဝမ်မန်ဒူးနဲ့ဝမ်မန်ဒူးနဲ့နှုတ်မယ်။ပြန်အပြန်စားမယ်နော်။ပေါင်းလို့ရတဲ့ပြန်စားမယ်။ဒီလူလေးလိုက် ဝမ်မန်2နဲ့ဝမ်မန်3ရဲ့ပေါင်းတဲ့ကအပေါ်မှာရေးတယ်။၎င်းတို့ရဲ့နှုတ်လက်ကဝမ်မန်2နဲ့ဝမ်မန်မိုင်းနဲ့ဝမ်မန်3စားမှပြည့်တဲ့ပိုင်းချိန်မှာရေးတယ်။ဒါလေဒါကိုကျွန်တော်တို့ကအပိုင်းချိန်တွေပေါင်းမှန်းလို့မယ်ဆိုရင်ပိုင်းချိန်ကြီးရတယ်။ဒါဆိုအပေါ်ကအပိုင်းချိန်ရဲ့အပေါ်ကကိန်းဝင်ရေးတယ်ชอบพี่อ่ะคุณป่ะนี่ก็ต้องเนี่ยมั้ยป้ายหมู่เลยเนี่ยต้องนี่เนี่ยมั้ยปออ่ะนี่เนี่ยเออป้ายจีเนี่ยเอาหมู่ละไดเนี่ยป้ายจีนี่แต่คําอ่ะนี่ก็ต้องเนี่ยมั้ยต้องหมู่นี่เนี่ยอะนี้ป้ายจีเนี่ยบาผิดตัวแล้วสิ 6ပြီပါမယ်ဘိုင်းဝေက3ပြီပါမယ်2ပြီပါမယ်နော်ဒီ3တွေ6 3တွေ6 3တွေ6 2တွေ6ဒါပေမဲ့ဘိုင်းဒီမှာတဲ့အတိုင်းပဲ2 3တွေ6 2 3တွေ6 3တွေ6 2တွေ6တို့ကကျန်တာလေးကုန်ကူတဲ့အဲလက္ခဏာအပေါင်းနဲ့နှုတ်နယ်ပဲပေါ့နော်ဒါပေမဲ့ဘိုင်းရည်တူပြီဆိုရင်ကျွန်တော်ကဒီလိုရေးလိုက်မယ်ရေးရေးမယ်3ပေါ်ကဘိုင်းဝေမှာတော့3နဲ့2နဲ့ပေါင်းနော်အခုကဘိုင်းကြီးကဘိုင်းလေးမှာကျတော့လည်းအတိုင်းပဲ3နဲ့2နဲ့ပေါင်းနော်ဒါအပေါင်းနဲ့အပေါင်းနဲ့နှုတ်နယ်ဒါပေမဲ့ဘိုင်းဝေရဲ့နော်ဘိုင်းဝေက ဘိုင်းဝေရဲ့အပေါ်မှာငါဖတ်လိုက်စေရပြီးတော့ဘိုင်းချီမှာကျွန်တော်ဝမ်းမစေရပါဘူး။အဲ့တော့ကျွန်တော်တို့ကပြောင်းပြန်လည်မယ်။နော်။ဖတ်ပိုင်းစီ into ဝမ်းမစေကအစားအုပ်ပြောင်းပြန်လည်။အဲ့တော့အစားအုပ်မြောက်ပြောင်းတော့ပြောင်းပြန်လည်တော့7ဘိုင်းဝမ်းရတယ်။ဒါပေမဲ့စိနေစိနေကြတဲ့ကောင်ကကျွန်တော်တို့က fight တယ်နော်။ဒါပေမဲ့နံပါတ်5ကဝမ်းမိုက်တို့နဲ့ဝမ်းမိုက်ကြီးကိုပေါင်းလက်ကို၎င်းတို့ရုပ်လေးပြစားတဲ့ကောင်ကိုအဖြေ900ရပါတယ်နော်။ဒါပေမဲ့ဒီနေ့ကတော့လေ့ကျင့်ငယ် ဦးသမားလေးကနံပါတ်1ကနေ90ကိုထူပါရဲ့အဆုံးမိကြီးလေးတွေအားလုံး